မှ6ရောက်ရှိရမှာသူကတူရမြောက်ဒါကိုအခုကြီးတဲ့ကတော့80ကျော်သွားပြီပေါ့နောက်တော့အမ3ရောက်ရှိရကျမ်းမရမကောင်းကျွန်တော်ကတော့အငယ်ဆုံးပေါ့ဒါပေမဲ့မိဘဆုံးရှုံးပြီးတဲ့အချိန်မှာဒီပုံပေါ်မှာနေရမှာပြမအောင်ဆုံးဆုံးဆုံးရှုံးနေတော့ဘုနာကဟိုအနေဆက်ပေါ့ ီကမော်နမနဲ့ကြိုင်းမှာသူအတိုင်းဝနဆောဆိုတော့ဘုံကမြစ်ထားဆိုက်ပြိုးရနေတော့မြစ်ထားကိုရောက်တဲ့အချိန်မှာကိုရီမိသားစုကနည်းနည်းအချိန်ပြီးပါအဲ့လိုအချိန်ပြီးမှသူကကွန်ပျူတာကိုဆောက်ရှောက်တာပေါ့မြစ်ထားရတဲ့ငွေနဲ့ကျန်တဲ့လူရတဲ့ဥစ္စာတွေကိုသူကဘောလုံးကစားရင်းနဲ့ထောက်ပံ့တယ်အဲ့ဒါလေးတော့ရှိခဲ့တယ်ဟောသူကဟိုနောက်တော့ ဘောလုံးမဘွားမှာတယ်ဒီကောက်ကြက်ကစားတယ်ပေါ့မြင်လာတယ်နောက်စိတ်တက်ပိုင်းဆန်ကြတော့အနေမကန်အရှုံးမပေးရစိတ်တက်မရှိရဲလိုက်ကစားတယ်သူ့ရဲ့အမှုကျင့်ကြာနောက်စီကန့်ရှိရဲအဲ့ချင်းစားချင်းတွားချင်းလာချင်းသူကစီကန့်နဲ့ထားတယ်အဲ့လာဒီကိုကိုရတယ်ဘောလုံးသမားဖြစ်လာတဲ့အချိန်ကျတော့အဲ့အမှုကျင့်လေးနဲ့ကျင့်တယ်နောက်တောင်းတန်းကစားသမားပေါ်ဖြစ်ဖြစ်တပည့်ဒီဘောမှာနောက်ပိုင်းဒီပြည့်စရာဖြစ်လာတဲ့အချိန်ကျတော့လေသူကခုနပြောဆိုပေးပါတယ်မမမမမရှိဘူး တန်နေတော့သူနဲ့ဆုံးပါတယ်။ဘယ်မှသူ့ကိုနာကြောသူဒီတစ်ဖက်ဒါရင်အများကြီးအများစုကတော့အခုချစ်ကြညာသူ။အော်မြမဘောလုံးလောကအတွက်ဘလို့ဆုံးရှုံးလဲဆိုတော့ဦးနာပြောသူတော့တိုက်ပြီးအတွက်ကတော့ဦးနာပြောသူဒါသမားကောင်းနေသူအဲ့မြင်နဲ့ကြီးလာရင်တော့တဖြည်းဖြည်းချင်းတိမ်မြုပ်သွားတာပဲလေတဖြည်းဖြည်းနေမသွားတယ်ဆိုတော့ဆုံးရှုံးသွားတယ်ဆိုတော့ဒါတယောက်ပြီးတယောက်တော့ဒီလိုပဲသူတွေမကြောက်ဘူးတဲ့လေးစင်နေတယ်နမရှိရလေးစင်နေတယ် သူစင်နေသူမှန်သူအသက်တန်းလိုက်နေတဖြည်းဖြည်းသွားမှာပဲလေဒါတော့ဟိုနောက်ပြောရင်အင်္ဂန္ဓာယူပြရတော့ဒီလိုသွားပြီးရင်ဟိုမှာဟိုနောက်အခက်ခဲလေးနေကောင်းကောင်းမွန်မွန်လေးပေါ့ရှောက်ပြီးကောင်းရအောင်ဘုံရောက်ဖို့အတွက်ကိုဟိုနောက်ပြောသလိုစိတ်ကြကောင်းကောင်းလေးနေဟိုနောက်ကြိုးကြိုးစားစားလေးနေဆက်ပြီးသွားဖို့ပဲအရေးကြီးပါတယ် ဆရာဦးဝင်းပြင်းလဲဆိုရင်ကျွန်တော်လည်းတော်တော်လေးကိုရင်းနေနေရှိခဲ့တယ်အဲအခုဆရာတယောက်လူဖြစ်ခဲ့တယ်နော်နောက်လို့ဆိုကျွန်တော်ကလည်းမီးရထားသူကလည်းမီးရထားမှာဖြစ်တယ်ဆိုတော့မီးရထားမှာကျွန်တော်တို့ရှိခဲ့တယ်သူကဆရာကျွန်တော်တို့ကကစားသမားဘဝရှိခဲ့တယ်နော်တော်တော်အချိန်များလက်တွဲခဲ့ဘူးလေအဲ့လိုပဲအဲ training ပြီးတဲ့ training လာတဲ့အချိန်အစားသူနဲ့ကိုနေရတယ်လမ်းကြောင်းနဲ့တင်တယ်ဆိုတော့လေဘယ်လိုပဲဖြစ်တွေ့ကြတယ်ပြောကြတယ်လက်ဖိတ်ဆန်ထိုင်တာအစားအဲ့လိုမျိုးတွေတော်တော်များများအမှန်ရရှိခဲ့တယ် နောက်လည်းဥစားပေါ့ကလပ်တင်းကနေပြီးတော့ကျွန်တော်တို့ professional ပြောင်းတော့လေကျွန်တော်တို့ဆရာတစ်ပည့်နဲ့အတူတူပေါ့နော်အသာအိုဒီကိုအဲအရောင်အုတ်တာပေါ့အုတ်တာကိုလည်းခုနပြောကူးသားတော့လေဆရာတစ်ပည့်အတင်းရောက်ကအဲသူကတော့ hard core ကျွန်တော်ကတော့ assistant core နဲ့ဆက်ပြီးတော့လက်တွဲတဲ့ကအများကြီးပါချိန်ကာလတခုတော်တော်များများတော့လက်တွဲခဲ့ရတယ်ဟောအဲဆရာနဲ့ပတ်သက်ပြီးမရကြရတော့အများကြီးပါအဲအများကြီးအဲဒီကရရရင်သူကဟို ကစားသမားတွေကိုဒီပေါ့နော်နောက်တာပြူတာလေးတွေအစားကျွန်တော်တို့ကအစားဒီနောက်တာလေးတွေရှိတကယ်ချစ်ဖို့ကောင်းတဲ့ဆရာတယောက်ပါအဲကြရင်အိန္ဒိယနဲ့ဟိုဟာလေးနိုင်ထားတာဒီဟာလေးနိုင်ထားတာအဲ့ဒီဟာတွေအစားဟိုဘူးတီလည်းအမတ်ရနေတယ်ကျွန်တော်ရောက်တဲ့အချိန်မှာတော့သူကတော့လုပ်ငန်းဝင်ဝင်စောက်ဝင်တဲ့အချိန်တော့ရှိတာပေါ့နော်အဲ့ဒီငွေဝင်စောင့်ဝင်တဲ့အချိန်မှာသူကနောက်ပိုင်းခုနပြောတော့တင်းပြန်ရောက်လာပြီးတဲ့အချိန်မှာအဲအသက်ကကျွန်တော်ထင်တယ်အဲ့တုန်းကဟို ပစီလီလားပါလာမယ်အဲ့လိုပေါ့အင်းမအောင်ကိုစထောင်လုံးမှာအဲ့ချိန်မှာတည်းကလည်းသူသွားပြီးတော့ကစားလိုက်သေးတယ်ကျွန်တော်တို့ဒီမှာနီးပြမြည်တာမှာနီးပြလုံးနေနေတော်တော်အသက်ကြီးတဲ့ဒီကိုသူကစားလိုက်သေးရအောင်နော်အဲ့တော့သူကနေထိုင်ရန်ကောင်းတယ်ကစားသမားဘဝမှာလည်းကျွန်တော်တို့လည်းသူစီကသူ့ခိုးခဲ့တာရှိတယ်ပေါ့နေရထိုင်တာစားတာတောက်တာအစသူအရန်စီကန့်ရှိဟိုရက်တွေပါလေမတော့ဘူးဟိုကြံလာပါလေတော့ဘာမှမလျှော့ဘူးအဲ့လိုမိုးလေးတွေနေထိုင်တာတွားတာအစရှိတယ်အဲ့တော့ training line တော့မှသူကနီးပြလုပ်ပေမဲ့သူ့ပြက်သားကိုကျွန်တော်သူဒီဟို နေနေပင်လိမ့်ပြီးတော့သူကဟိုဝမ်းမတ်လုပ်နေတဲ့ဆရာတော်မျိုးနောက်တစ်ချက်ကတင်ကြားမှုပိုင်းမှာလည်းသူကဟိုစီးစနစ်လေးကြစီးစနစ်ကြတယ်ကစားသမားတွေကိုလည်းသူကပြောတာပြောစရာရှိလဲပြောတယ်ဒါပေမဲ့ကစားသမားတွေကိုသူဆက်ဆံတာပျော်ပြောင်းနူးညံ့ပြီးတော့သူလိုချင်တဲ့ပုံကိုသူရောက်အောင်ပေါ်တတ်တဲ့ဆရာမျိုးအရန်ဟော့တွေတော်တော်မျိုးမဟုတ်ဘူးသူကသူလိုချင်တဲ့ကစားပေါ်လို့ရောက်အောင်လဲချော့ပြောတာရှိရဲ့စိတ်ရှင်ရှင်နဲ့သွားတတ်တဲ့အဲနီးပြဆရာမျိုးပေါ့နော်အဲ့လိုတော့ကျွန်တော်သုံးကြတာပါ အဲသူနီးပြာဟိုဥစားပေါ့နော်ကစားသမားဘွားမှာလည်းသူအောင်မြင်ခဲ့တယ်လေရွေးစဉ်အဆင့်ထိဟိုဖြစ်ခဲ့လေရွေးစဉ်ကြီးဖြစ်ခဲ့တယ်သူတို့ချင်းတော့ဆိုတကယ်အောင်မြင်ခဲ့တဲ့အချိန်ပေါ့နော်နီးပြာဘိုင်းမှာလည်းတောင်းလျှောက်သူနီးပြာလှုပ်လာသူနီးပြာဘိုင်းမှာလည်းတောင်းလျှောက်လှုပ်လာနည်း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 ဟိုသူလှုပ်လာအဲဒီရဒါအတင်ရောပေါ့အကုန်လုံးသူနည်းနည်းလှုပ်နောက်ဆုံးကျွန်တော်လူငယ်အကြည့်ဟိုပေါ့တရှိသူဆုံးမဆုံးခင်ဒီလူငယ်အကြည့်ဟိုကသူလှုပ်ပြီးသွားတယ်ကိုင်းတဲ့သူဆင်းနေရရင်သူကပျော်နေတယ်လူလားမင်းတို့တော့ဆိုတော့သူ့ရဲ့အတွေ့အကြုံတွေပါလေကျတော့ကျွန်တော်တို့ကဟို သူ့ရဲ့အမူအကျင့်တွေပါလို့လိုက်ခိုးလို့တော့ရတာသူ့ရဲ့အတွေ့အကြုံညာကျွန်တော်တို့ကယူလို့မရအောင်တကယ်တော့ဟိုဘောလုံးလောကမှာဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုလက်ရေးစင်တကယ်လည်းဖြစ်ခဲ့တယ်အဲဘောလုံးလောကမှာလည်းတောက်လျှောက်နေခဲ့တဲ့ဆရာမျိုးဆုံးရှုံးမှုကတော့ဒါကတော့ဟိုကြီးမားတယ်လို့ပဲကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော် ရာလည်းတကယ်ဟိုလက်ဦးဆရာတယောက်ပါပဲဒီဥဒ္ဒါယူနိုက်တက်ကစပြီးတော့ဟန်တော်လေးတီးတူတူလုပ်ခဲ့ရတယ်ဆရာမိပြဘွားတော်လည်းကျွန်တော်တို့ကစားသမားပါနော်အများကြီးပညာတွေရတယ်အတွေ့အကြုံရတယ်ဆရာရခိုင်သွားတော်တော့ကျွန်တော်ရခိုင်မှာလိုက်ကစားဖြစ်ပါသေးတယ်တကယ်သတိတရားအမှတ်တရပါနှမျောပါတယ်ကျွန်တော်ဆရာတို့ဟုတ်ရှားပါတယ်ဗျရှားပါဆိုတော့လုံးဝဟိုသူ့အတွက်သူမရှိဘူးတပည့်ရွတ်ရှိတယ်လူယိုးကြီးပါပဲတကယ်လူယိုးကြီးလူယိုးလူမှန်ပါနော် တော့စကားလည်းနေတယ်ဆရာရဲ့တချို့အားနေချက်လေးကစကားနေရတယ်ပါတော့အဲ့တော့ဟိုကျွန်တော်ဆရာတကယ်လည်းဘောလုံးမှာတကယ်ဆရာကြီးပါပဲဒါပေမဲ့ဒီလောကမှာတိတ်ပြီးတော့အတိမတ်မပြုတ်ခံရတယ်ဒီမှာလည်းပါတယ်တကယ်တကယ်ကောင်းတဲ့ဆရာပါပဲအဲ့တော့သူရဲ့သူ့ဟာသူအေးအေးဆေးဆေးနေတတ်တဲ့ဟာလေးတကူကဟိုတချို့နိုင်ငံမှာအရာမရောက်ဘူးပေါ့နော်အဲ့တော့အဲ့တည်းလေဟိုအတိမတ်ပြုတ်စေခြင်းနဲ့ကကျွန်တော်တို့ဆရာကိုဘာပဲဖြစ်ဖြစ်ဒါမျိုးတွေပါဟုတ်အာမှတ်မိတယ်ကျွန်တော်ဘောလုံးကန်ဟိုအများတန်း no loss ပါပေးတယ်တပွဲကိုကျွန်တော်တလုံးလောက်ပေးတယ်အဲောင်းနေချစ်ကိုလိုမလုံးနဲ့အဲောင်းနေချစ်ကိုလိုမလုံးနဲ့ပေါ့နော်အေးလေးလေးလေးကျွန်တော်ဆရာကျွန်တော်အေးလေးကျွန်တော်တပွဲတိုင်းအပွဲတိုင်းဒီပါလို့အဲ့ဒါကိုမင်းတို့ချစ်ကိုလိုမလုံးနဲ့ကျွန်တော်ကျွန်တော်ညီလေးတချို့ညီလေးလိုက်လို့ပေါ့အဲ့ဒါနောက်လဖေးဆိုင်ထိုင်လဲအမျက်စားရစရာဗနက်တွေဖွက်တာတို့အဲလဖေးတွေဟိုအဲဟိုရင်သွေးတွေရောတာလို့ပေါ့နော်တတိယယူပါပဲကျွန်တော်တကယ်ဟိုလက်ဦးဆရာတို့အေးတတိယအာအတွေ့အကြုံလည်းရှိတယ်တကယ်လည်း နေစဉ်ဘောလုံးသမားကြီးတယောက်ဖြစ်တဲ့အတွက်အများကြီးဆုံးရှုံးတော့နော်နောက်ပြီးတော့လူငယ်တွေအတွက်ပေါ့ဘူဆီအားပါပြောပေါ့ကျွန်တော်တို့ဟန်တာရီအတင်းပါလေလူငယ်တွေကိုပြုစုပို့တောင်းပေးခဲ့တယ်အဲ့တော့လူကောင်းတယောက်ဆုံးရှုံးတော့အများကြီးနဲ့နာတာပါပဲတိုင်းပြည်မှာနဲ့နာ ဆုံးရတဲ့ကျွန်တော်တို့ကြားလာတာအမှန်တမ်းမစစ်မကောင်းပြရအောင်နော်။ဘာဖြစ်လို့ဆိုတော့ဒါဒီဆရာကကျွန်တော်တို့မြန်မာလေယာဉ်တင်ပြမှာဆိုလေလေးစားအားကျတဲ့ဆရာတွေကတယောက်အပါဝင်ဖြစ်တော့နော်။ဆရာနဲ့ကျွန်တော်နဲ့ဒီလက်တွဲခဲ့တဲ့အချိန်မှာတော့ဟိုကစားသမားနဲ့နှီးပြနေတော့မကြုံဘူးပေါ့နော်။ကျွန်တော်နဲ့ဆရာနဲ့နှီးပြတော့လျှောက်တွဲမှုတွေအချိန်မှာဆရာရဲ့ဘောလုံးပေါ်ထားရှိတဲ့စိတ်ထားရဲ့ဆရာပေါ်မှာဆရာဘောလုံးပေါ်ထားရှိတဲ့သူ့ရဲ့ဘာလို့လဲရှင်ရင်ဘာလို့ရှင်မှန်းချက်တွေရည်ရွယ်ချက်တွေတော့ကစားသမားတွေကိုသူတင်ဆုံးမတာရယ်ကစားသမားတွေပေါ်ဖြစ်စေခြင်းတဲ့ဟာတွေက အရေးအကြီးမှပါတော့เนาะကျွန်တော်နဲ့တွေ့တဲ့ချိန်မှာလဲဆရာကျွန်တော်အများကြီးပူညီပေးခဲ့တယ်အကြံဉာဏ်ကောင်းတွေပေးခဲ့တယ်ကျွန်တော်ဒီမှာလီပြကြိုးလုပ်တဲ့ချိန်မှာအကြံဉာဏ်ကောင်းတွေလည်းအများကြီးပေးလို့ဆရာမျိုးဆုံးချုံအောင်ဘလုံးလောကတော်တော်တကယ်ကိုနင့်နာဆရာအခုဖြစ်တယ်ပေါ့เนาะဆရာကဘလုံးဘလုံးနဲ့ပတ်သက်တဲ့ခါကြီးမှာပြက်သားတယ်နောက်ပြီးတော့အခုခုလို့ဆိုရင်ဟိုဆုံးဖြတ်ရေးတယ်နောက်ပြီးတော့လူငယ်တွေပေါ့လေအများကြီးဆွဲတင်တယ်အဲကြောင့်လဲကျွန်တော်ဒီခန္ဓာတွေတင်းမှာဆိုရင်လူငယ်တင်းမှာတော့မှဆရာကိုခံရတာအနေထားတွေတော့ရှိတယ်ပေါ့เนาะ ဆရာလူငယ်တွေပေါ့ဆိုရင်ဘလုံးအများကြီးဆွဲတင်ပေးတာတွေအများကြီးရှိပါတာရကတွေဆိုအများကြီးရှိပါဟန်တာရီအင်းနဲ့ကျောင်းဝင်းတွေဆိုတာလုံးဝခွဲခြားလို့မရတဲ့အနေအထားတွေတောင်ရှိခဲ့ပါကျွန်တော်တို့ဘောလုံးလောကအတွက်ဆိုတာပြောမယ်ဆိုရင်တော့ရေနာတစ်ပေါက်တော့ပြောလို့ရတယ်เนาะဒါဘောလုံးလောကအတွက်ပေါ့เนาะဘောလုံးလောကဆရာမရှိဘူးဆိုတာကျွန်တော်တို့အတွက်ဒီလိုအပ်တဲ့အကူအညီတွေဘောဒီနီးပြရဲ့အတွေ့အကြုံပေါ့เนาะဆရာတစ်ခါကျရင်ကျွန်တော်လိုရဲ့ဆရာဒါလေးတော့ကျွန်တော်ဘယ်လိုလုပ်ရင်ကောင်းမလဲဆရာကျွန်တော်တို့တစ်ခါကျရင်ကျွန်တော်အကြံဉာဏ်တွေတောင်းနေတာကျွန်တော်တို့အတွက်ကောင်းမွန်တဲ့လမ်းညွှန်မှုတွေကောင်းမွန်တဲ့အကြံဉာဏ်ကောင်းတွေပေးခဲ့တယ် ဲ့လိုဆရာမျိုးမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ဘလုံးလောကတော့ကျွန်တော်ခံနိုင်ပြီးတော့အရင်ဆုံးရှုံးမှုအခုဖြစ်ပါကျွန်တော်ခန်းစားချက်ကတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်ဆရာပေါ့လက်ဦးဆရာလို့လည်းပြောလို့ရတယ်ဆရာဝန်းမောင်တို့ဆရာဝန်းနေတို့ဆိုတာလက်ဦးဆရာပေါ့ဟိုဆုံးရှုံးတဲ့ပုံမှာလည်းကျွန်တော်အတိုင်းမသိစိတ်မကောင်းဖြစ်ရပါဘူး ဘုံလောကတို့လည်းအကျဲကိုလိုအပ်တဲ့ဆရာပြောင်းဆုံးရှုံးရတယ်လို့ပဲကျွန်တော်မြင်ပါတယ်ဆရာဘလို့နိပြမလဲဆိုတော့ဆရာတော့တကယ်သူ့ရဲ့တပည့်တိုင်းပုံမှာတော့တကယ်ကိုလေးစားအားကြတဲ့ဆရာပေါ့ဒီဆရာမျိုးဘူးလူလက်ရှိအချိန်မှာမရှိတော့ဆိုတော့ကျွန်တော်ဒီချက်မှာလည်းရိုင်းဝမ်းနေရပါတယ်သူသူမွေးထုတ်ပေးတဲ့ player တော်တော်များများဆိုရင်အခုဟာတော်တော်အကုန်လုံးဒီမှာအကုန်လုံးလေးစင်ပလေယာတွေဖြစ်ကြတဲ့အတွက် ဒီဆရာဒီလူဆရာမျိုးဒီလောကတွေထောက်ခံတော့တကယ်ကိုဝန်ဆင်းရပါ ူကဘောလုံးပဲသူကစငငယ်တဲ့ကဘောလုံးပဲလာသူဆိုတာကျွန်တော်တို့ကအားကြရတဲ့ကစားသမားတွေမှာသူကပါတယ်။ဘာလို့ဆိုတော့သူတို့ရေအနံအနည်းမောစိုက်ပျိုးရေးကစားတွေကကျွန်တော်တို့ကသွားတော့ပွဲသွားသွားကြည့်တာသူတို့သဘောကျလို့သွားသွားကြည့်တာငငယ်တဲ့ကသဘောကျတယ်ကျွန်တော်တို့ကြည့်လို့ရှိရင်အရှိမဲ့တမ်းမှသွားကြည့်ရတယ်။ဒါပေမဲ့သူတို့ကတော့ကစားလာဆိုတော့သူ့ကိုနေကိုနေမောင်ပိုဝဲမောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကငငယ်တဲ့ဟုတ်အရှကြောင်ဟိုငငယ်တဲ့ကတော့တွဲနေတာ။တွဲတော့ညီကိုလိုပဲသူတို့အိမ်ကစားရင်တောက်ရင် တလာကိုတင်သူကသူ့သူ့ညီဆိုလို့ရှိရင်ပို့ပြီးတော့ရင်းနေရပေါ့သူကတော့ကွာဆိုတော့ဟိုညောင်လေးပင်စားလိမ့်ညောင်လေးပင်စားလို့ညောင်လေးပင်ပြောင်းသွားစီတလာနှစ်လနေတယ်အဲ့မှာနေတယ်သူတို့အိမ်ဆိုရယ်ကွာစားရင်တောက်ရင်ပဲညီကိုလိုပဲသူ့တို့မောင်နှမတွေအကုန်လုံးကကိုနဲ့ကိုနဲ့မောင်နှမတွေလိုပဲဖြစ်တာဘာလို့ဆိုအမားတွေညီကိုမောင်နှမအကုန်လုံးကကိုနဲ့ဟိုတော်တော်ရင်းနှီးနှီးနေလာခဲ့တာအဲ့လိုဖြစ်နေသူကကအေးသူကအေးတယ်သူကစကားပြောတာလဲအေးစစ်စစ်ပဲဒါနီးပြသူကနီးပြကောင်းပါပဲ တော့ဘာလို့ဆိုတော့သူတို့သူနဲ့တွဲလာတာကျွန်တော်ကခုနေ2013မှာရောက်လာဟန်နာဝီ23 2013မှာရောက်တော့မှတွဲလာသူကအရင်တကွန်တို့ခုနေတို့ကသူကလှုပ်လာခဲ့တယ်အဲ့တော့တော့ကွာမဝင်ဒီနိပြပိုင်းတော့မဝင်သေးဘူးကိုဝင်လာတဲ့ကျွန်တော်ဝင်လာတဲ့အချိန်မှာသူကခုနေမှာ2013ကျမှဝင်လာတော့သူနဲ့တွဲရနေတယ်ကောင်းပါသူကတော့ ACC သမားပဲသူက ACC လှုပ်တာကြိုင်လာတယ်သူကရေရှင်းရှိတယ်ဒီမှာဘုံလုံးလောကကိုထိခိုက်ကြတော့သူတို့ကတော့ခုနိမောသူတို့ကဒီအရင်တုန်းကသူက ီဘယ်လိုဆိုတော့သူကလဲစင်သမားတွေဆိုတော့သူကဟိုနင်းမော့ဘယ်လိုပြောရမလဲဆိုတော့ဒီနီးစင်နေပိုင်းဘာညာတွေအဆသူတို့ကကောင်းတယ်သူတို့ကကောင်းတယ်သူတို့ထုံရင်းဖြစ်တဲ့ဆိုရှင်ဒီဟန်နာဝီဆိုလို့ရှင်သူကင်လာတဲ့ကတော်တော်လေးထုံရင်းဖြစ်လာပါတယ်